တအောင်ဖွဲ့စည်းရပြုလုပ်ခဲ့တဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကနေတအောင်ပြည်ကောင်စီ TLC ကို ဖွဲ့စည်းလိုက်ပြီးလို့ဂျွန်လ9ရက်နေ့မှာတအောင်နိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ကထုတ်ပြန်ထားပါတယ်။တအောင်ပြည်ကောင်စီတအောင်လက်ကောင်စီ TLC ကိုတအောင်ပြည်ရဲ့တော်လှန်ရေးကာလမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်ဖွဲ့စည်းဆောင်ရွက်ဖို့တညီတညွတ်တေးဆုံးဖြတ်ခဲ့ကြတာလို့ဆိုပါတယ်။ တောင်မျိုးသားပါတီ TNP ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL နဲ့တောင်ရက်ဖက်အစုဖွဲ့တွေပါဝင်တဲ့တောင်နိုင်ငံရဲ့အတိုင်းပင်ခံကော်မတီ TPCC ရဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကနေ TLC ကိုဖွဲ့စည်းလိုက်တာလို့ဆိုပါရယ်အဲ့ဒီနိုင်ငံရေးထိပ်သီးအစည်းအဝေးကိုအစုဖွဲ့၃ဖွဲ့ရဲ့ထိပ်သီးကောင်ဆောင်တွေစုစုပေါင်း 83ရောက်တက်ရောက်ခဲ့ကြပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ကနေ3ရက်နေ့အထိတောင်းပြည်တနီးယာမှာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တောင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးမှာတောင်းပြည်နေဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွေးရေးကော်မတီ TSCDC ရေးဆွဲထားတဲ့တောင်းပြည်ဒေါ်လန်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့ကြတယ်လို့လည်းသိရပါဗျ။ အဲ့ဒီအစီအမံအရ2021ခုနှစ်မတ်လ24ရက်နေ့ကဖွဲ့စည်းတာဝန်ယူခဲ့တဲ့တအောင်းနိုင်ငံရဲ့အတိုင်းအမီခံကော်မတီ TPCC ကိုတအောင်းပြည်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးအဓိကမန္တန်ကြီး၃ခုကိုထိန်းချုပ်ကြမ်းမဲ့ဥဆောင်နိုင်ဖို့အတွက်အခုလိုပြောင်းလဲဖွဲ့စည်းလိုက်တာလို့သိရပါတယ်။ဒါအပြင်မြန်မာပြည်တော်လှန်ရေးအင်အားစုတွေနဲ့အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ဖို့ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်ရှင်။